你个人家都买医疗保险，那才买妥了的，喏，你妈妈在足呢。没必要，不作其他，喏，哎，没有在足，就是看病的时候，我们先用过。你来你人家东西啊，留下的不三不四，多少钱我们商量一就是。农民呢？爸妈他么讲，现在都没得养老金的了，农民呢？ အားလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့ view လေးကတော့သာသမီကနိုင်ငံခြားရောက်တဲ့အခါမှာပေါ့နော်သူ့ရဲ့မိဘတွေကိုဆွေမျိုးတွေကိုအဆက်အသွယ်ဖြစ်ထားတာနဲ့ပတ်သက်တဲ့ view လေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျာနော်မိဘတွေမောင်နှမတွေကတော့ပေါ့ဗျာကိုယ့်ရဲ့သာသမီတိုးတက်အောင်လို့နော်ကြီးပွားအောင်လို့နိုင်ငံခြားကိုလွှတ်လိုက်တာဟိုလေးရောက်လဲရောက်ကုန်နော်ကောင်မလေးနဲ့ပျော်ပါပြီးတော့မိဘရဲ့တောင်အဆက်အသွယ်ဖြတ်ထားတဲ့အဖြစ်ဗျဒါကိုဖေအီတယောက်အနေနဲ့နော်မခံစားနိုင်လို့သာသမီကိုလိုင်းပေါ်တင်ပြီးတော့ဆုံးမထားတာဗျကြီး နေကျွန်တော်တငယ်ချင်းတွေလည်း DBO လေးထဲမှာအပြည့်စုံပါတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်เอยเยเลยเมมาเลเซียมาတော့မင်းအိုက်ဟုတ်နေပြီเนาะเอမိသားစုကိုလည်းပြန်ကြည့်ဦးเอမင်းသွားတာမလေးရှားနိုင်ငံကိုသွားတယ်ဆိုတာမိဘပတ်စာမပါဘူးမင်းမင်းအညီမတွေမင်းအမတွေမင်းလေးလေးတွေထုတ်ပြလိုက်တာเนาะ 没落到哪里打捞你里，俺都把专门把忙服务你的，喏，没有话来住的，没上来我们就啥，喏，嗯，没那时候没人出来得吧，你妈的绿绿的，这搞的了没有？被查的住了，没把你弄里头。嗯，哎、嗯，没哎搞被人家就代表外边去的，喏，对，俺对外了，俺老没没外对的，俺外对对，喏，俺没去过，叫只能，俺家门口，喏。 没路，俺俺俺离下，离这，俺家不玩。哪个离下，离这，俺家不玩的，俺住哪个呀？喏，俺没钱，每天我俺仨人，苦嘛逼。俺得找点钱来，没钱，俺苦嘛逼，我连米也俺仨人没钱。哎，没没钱的，俺五千多钱了，也得五千多钱了，那没票没多少呢。哎，明天你给我问过来，没得钱吗？明天一百。到哪点不啦？到你家不啦？高头，上俺家不啦？高头，没门不啦？到哪去？没得。 တော့လာရှိပြီမင်းအခုပို့ရတာမင်းကြီးမပတ်ဆောင်မပေးရင်နေမင်းလေးလေးရှိရွာမင်းအတိုးနဲ့ရွာရတာမင်းကြည်အောင်ဆက်ဖို့တော့တင့်တယ်နော်မင်းနောင်ရေးရမအေးဘူးမင်းဗမာပြည်ပြန်မလာတော့ဘူးလားဟမ်အေးငါတော့တော်တော်ရင်နာနေပြီမင်းလေးလေးတွေကငါ့ကြည့်လာတာကွာဟဲ့ကောင်ရဲ့နော်အေးနော်မင်းငါအတွက်တော့ငါတို့အတွက်နဲ့မင်းမေစားရပါသေးတော့ငါစားပါသေးတော့မင်းတပြားမှမပူနဲ့ကိစ္စမရှိဘူးအဲ့ဒီရှန်နေနွားရှိတယ်ကောင်ရောက်စားမယ်နော်အေး မင်းကရှင်းပါပြောထားလို့ပဲစောစောကပြောထားလို့ပဲနော်ငါတည်သွားရင်လည်းအကြောင်းမကြောက်ဘူးမိမိတည်ရင်လည်းအကြောင်းမကြောက်ဘူးနော်ငါစိတ်မကောင်းရင်များစွာနဲ့ပြောနေတာအကောက်တီကိုပိတ်မင်းကငါတို့နဲ့ဆက်တယ်မလို့ရှင်တော့မလို့ရှင်ရင်မလို့နဲ့ရတယ်ကိစ္စမရှိဘူးမင်းလေးလေးရှိရယူသွားတဲ့ပတ်စံတိန်60ကိုမင်းတို့နဲ့ပြန်ဆက်နိုင်အောင်ကြိုးစားပြောလိုက်အောင်မယ်နော်မင်းကောင်မလေးမလေးရှားမင်းမျက်နှိုးဆိုတဲ့ကောင်မလေးအေးမျက်နှိုးဆိုတဲ့ကောင်မလေးနော်အဲ့ကောင်မလေးလှမ်းမေးရတော့လေ အဲ့ကောင်မလေးကစမင်းညီမကောက်ကိုနှမ်းပိတ်ထားတယ်နော်မင်းတို့သစိတ်တဲ့ညံနေတယ်နော်မင်းကောင်မလေးကပြိပါသေးနော်မင်းကောင်မလေးကောက်ကလက်ခံထားတယ်ဟဲ့တင်လိုက်တဲ့ပို့ပို့ကမင်းကောင်မလေးသူ့မင်းရောက်ကိုရောက်မှာနော်ကောင်မလေးလာဦးပါမင်းကိုဆောက်ချက်ခွဲမှာမင်းလာဦးနိုင်ငံမှာနေတယ်ဆိုတာပိတ်ပြီလားမင်းဘာလုံးနေတယ်ဆိုတာငါအကုန်လုံးသိတယ်မင်းကမရသေးဘူးမှရည်သားပုံမျက်နှာတစ်ပိုင်းထိုးရတာနဲ့နော်ပြင်ပမှာတက်ပြီးမင်းသေးအောင်ဟုတ်လားဖြစ်တာနော် မင်းတို့တတူဆိုးလို့ခင်မိတယ်ဆိုတာမရှိဘူးကွာအေးငါပြောရင်ဒေါကလာပြီနော်မင်းနားလဲဖို့ပဲလို့ရငါဒီဘာမပြီးမှငွေရှာလို့မရသူများနိုင်ငံကိုသွားမိဘအတွက်သွားတာလားမင်းအတွက်သွားတာလားအပြော်ခီးသွားတာမင်းစဉ်းစားနော်မင်းမင်းစဉ်းစားရတယ်ဒီဒုက္ခရောက်မှာမင်းဒုက္ခရောက်လို့ရှင်မငါလှမ်းမကြည့်ဘူးရှင်းရှင်းပဲအေးငါစကားတစ်ခွန်းကိုပြတ်တယ်နော်အေးငါအငင်းသားဝင်တန်းတူအခုလည်းပြင်ဆင်ရှိတယ်ကွာ ်ငင်းစားနားပြီးတော့ပင်ငယ်ရှိတယ်ချမ်းမြေရှိတယ်အိမ်ရှိတယ်ကျွမ်းတော့ရှိတယ်ရောင်းစားမယ်ကောင်ငင်းတော့မမျိုးလင့်ဘူးမိထက်တဲ့အဒီ7လပိုင်း16ရက်ကပြန်ကြည့်မယ်နော်နင်းလေးလေးညတန်းချီရယူရတဲ့ပတ်စံ360အတူရောအရင်မဆက်နိုင်အောင်ပြန်ကြိုးစားမင်းကငါရှင်းရှင်းပဲပြောလိုက်မြန်အောင်လဲကြည်ထားပါကျွန်တော်ကဒီပို့နေလို့ရှိရင်ရှယ်ပြလိုက်ကြပါအောင်နော်ဒီကောင်ပြအောင်ကျွန်တော်တို့ပဲနော် တော်တော်စိတ်ကုန်ပြီကျွန်တော်လိုင်းမော်တွေမှာကြည့်ရောသားသမီးတွေကမိဘတွေတို့ရှမ်းနေအိမ်နေနွားတွေကျွဲတွေရောင်းပြီးတော့ပတ်စံမပို့ဘူးပြစ်ထားရဆိုတာအခုကိုကိုရံကြုံမှကျွန်တော်ရောတက်ပြောတာရဲလေးဆိုတာကျွန်တော်သားအရင်လေးယောက်မြောက်ကောင်အဲ့ကောင်နှုတ်ညကောင်အသက်22ရောက်နေရှိနေပြီသားသမီးတွေတော်တော်ဆိုးတာပဲဗျာနော်ဖေအီးပြောထားတဲ့အထဲမှာလဲသူ့ဖို့အတွက်နော်သူ့မိန်းမဖို့အတွက်မိဘတွေတက်တပြားမှမပါဘူးဗျသူယူသွားတဲ့ပတ်စံနော်ကြွေးကိုပဲပြန်ဆက်ဖို့ပြောတာနော် ပတ်စံနေเนาะငွေကြီးတွေအကုန်ကြခံပြီးတော့ဟိုပို့လိုက်တယ်ဟိုလဲရောက်လဲရောက်တော့သူတို့ကเนาะကောင်မာလေးတွေနဲ့ပျော်ပါစားတော့ကိုယ့်ရဲ့မိဘဘက်ကိုเนาะကိုယူကိုယ့်ရဲ့မိဘမျက်နှာကိုပြန်မကြည့်ဘူးအခုလဲကြည့်အောင်เนาะအခုလဲကြည့်အောင်เนาะမလေးရှားသွားပြီးတော့ကောင်မာလေးနဲ့အတူတူနေတယ်เนาะပြီးတဲ့အခါကောင်မာလေးရဲ့ပြီးတဲ့အခါကောင်မာလေးရဲ့ရုပ်ကုံပြီးတဲ့အခါ ခုလည်းကြည့်အောင်နော်မလေးရှားသွားပြီးတော့ကောင်မလေးနဲ့အတူတူနေတယ်အဲ့ဒီကောင်မလေးရဲ့ပုံကိုယ်တော်မှရင်ဘတ်မှာတက်တူးထိုးထားတယ်တဲ့နော်တော်တော်ဆူဆူပဲဗျမိသားစုဆွေမျိုးနဲ့လည်းအဆက်အသွယ်ဖြတ်ထားတယ်တဲ့သူတကယ်ဒုက္ခရောက်ရင်သူ့ကိုကိုညီမဘသူတွေလဲနော်ဒီမိသားစုဆွေမျိုးပဲရှိတာလေဗျာမနေ့ကအန်ဒီမန်းလာအော်အေးအေးမေကြလားသမီးပြောတာကြားတယ်သမီးပြပြမယ်ဟိုဟာမီးပြင်းနဲ့ပူပူနဲ့ဟာ ်အမီကိုနှမ်းအမြဲတမ်းတော့တမီးတို့ကစကားတွေပြောနေကြတာပေါ့နော်အမကအုံနောက်သေးရသွေးရယိုသွားတာမီးရဲ့အဲ့တွေ့အမကပြန်ကောင်းရင်လေလူကောင်းမဖြစ်တော့နော်မေနော်အဲ့တော့ဖူကြီးတမီးတို့ဘာလုပ်ရမလဲတဲ့မေးတယ်နော်မေနော်ဆရာဝန်ကြီးကတော့ပိုက်ထုတ်စေခြင်းနဲ့တဲ့။နော်မင်းနော်။ဟာ ပိုက်ပိုက်တွေကိုထုတ်လိုက်ရင်တော့ပိုက်ပိုက်တွေလေအခုပိုက်တွေဆက်ထားရမလားအမေမြင်ရတဲ့နောက်ဆုံးချိန်ဒီမှာပိုက်တွေအမဆက်ထားတတ်ထားရမလားအေးပိုက်တတ်ထားလို့သူတို့ကဒီအသက်ရှူဇက်ကနေပြီးတော့အသက်ပေးရှူနေလို့ဒါသူအသက်ရှူနေတာသူ့အုံနောက်ကအလုံးမလုံးတော့ဘူးအဲ့အတွက်သမီးတို့ဒီသူ့ကိုပေးသွားမှဖြစ်တော်မယ်မေသမီးပြောတာသဘောပေါက်တယ်နော် တကယ်တကယ်သမီးတို့ကဒီပိုက်တွေကိုသမီးတို့ကပေးမသွားဘူးဆိုရင်ပေးမဖြုတ်ဘူးဆိုရင် तू ကဒီလိုကြီးပဲတတက်လုံးနေသွားတော့မယ်။အဲအုံနောက်ထဲမှာတွေးရပြက်သမီးတို့သမီးအနေနဲ့ကတော့အုံနောက်ထဲကို तू တွေးမယိုဘူးဆိုရင်သမီးကထားမှာ။နော်မေနော်မိပါအောင်နော်တလီတစားနဲ့ပြောပေးနေရဗျ။ဒါသမီးနားလေအောင်တတဲ့ရလဲမေသူ့မေကိုအရန်ချစ်တာမေသိပါတယ်။ ဆိုတော့သူတို့မှာဆုံးဖြတ်ရခက်နေတယ်မီးဘာဖြစ်လို့ဆုံးဖြတ်ရခက်လဲဆိုတော့သူတို့လောက်လိုက်ဟိုဒီဟာကြီးကိုဖြုတ်လိုက်လို့ဆိုတော့တခုခုဖြစ်သွားမှာဆိုလို့လေအဲ့တော့ခဏနေကိုငါအဖွားကိုပြောအောင်မယ်ဟုတ်တယ်မလားမီးဒီတိုင်းလဲသူ့ကိုထားခဲ့ရင်ထားတိုင်းလဲသူလဲဝိညာဉ်ကွမ်းနာကြီးဖြစ်သွားလိမ့်မယ်မီးဒီတိုင်းပဲနေနေရလိမ့်မယ်အဲ့တော့တမီးကတော့အခုသူတို့ကအိတ်ချိန်ဆိုတော့သူတို့လဲကဲတမီးတို့လဲအနာယူဆိုသူတို့အိတ်နေကြတယ် အဲတမီးပိုက်ဖြုတ်ဖို့တမီးဆုံးဖြတ်ထားတယ်အမေ။ဘာဆိုတော့ပိုက်မဖြုတ်ရင်လည်းအမေတမီးကအဆင်မပြေတော့ဘူးလေ။တိလာမေ။အဲအဲ့ဒါလေးအမေတိအောင်ပြောတာ။ဟိုအမေရဲ့ဟို तू ယောဂခံစားနေရတာတွေမခံစားရတော့ဘူးပေါ့အမေ။အမေတိပါတယ်။ तू အမေကိုလည်းအမြဲပြောတယ်။အမေရဲ့တမီးနာကျင်လိုက်တာဆို तू အမြဲပြောတယ်လေ။အေး။နော်မေနော်။ အဲ့တော့ဟိုသူဒီတိုင်းထားမလားတမီးတို့ကသူ့ကိုတားခွင့်ပေးမလားနှစ်လမ်းကိုရွေးချယ်ရမယ်ဆိုရင်တော့သူ့ကိုဒီတိုင်းထားရင်လေသူကအုံနောက်တဲ့ဟိုဒီသွေးတွေမရောက်ဘူးဆိုရင်တမီးတို့ကမထားပဲရပါတယ်အခုကအုံနောက်တဲ့ဟိုသွေးကအကုန်ကျေသွားပြီနိ ခေါင်းထဲမှာသွေးတွေပြေသွားရင်စိတ်မကောင်းစရာပဲဗျာနော်ဒီမြမအယူဆိုရင်တော့မရဲသွေးဆောက်တိုးလို့သွေးကြောပေါက်သူကသွေးကြောပေါက်သွားတာသွေးကြောပေါက်ပြီးတော့ခေါင်းထဲမှာသွေးပြေသွားရင်တော့အမေဘာမှလုပ်လို့မရတော့လေလူတယောက်ကအုံနောက်သေးသွားပြီလေမေနော်မေနော်အဲအဲ့ဒါလေးအမေကိုပြောတာဘာမှတော့စိတ်မကောင်းမဖြစ်နဲ့အမေတို့ကိုကိုကဘာလဲဆိုတော့ ဟို तू မနာမကျင်မဲနဲ့ तू ဖက်သွားတာကို तू သမီးတွေလက်ထဲမှာ तू နေရတာကိုဒါသမီးတို့ကဒါကိုနားလဲပေးရမယ်လीเนาะမင်းเนาะနော်မင်းเนาะဘာမှစိတ်မကောင်းဖြစ်နေသမီးတရားလုံးရှိသေးတယ်လीเนาะမင်းเนาะဒီဗီဒီယိုလေးကြည့်ပြီးတော့เนาะရှင်ထဲမှာလည်းတော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျာเนาะမိဘတရားအနေနဲ့အကိုသားသမီးကိုဆုံရှုံရမှာဆိုတော့ရှင်ထဲမှာကိုတော်တော်ကြီးကိုခံစားနေရရှာမယ်ဗျာเนาะ တာသမီရလည်းနော်မိဘအပေါ်ကိုဆက်ဆံတဲ့ပုံစံကတော်တော်ကြီးကိုလေးစားဖို့ကောင်းတယ်ဒီလိုတာသမီကလည်းတော်တော်ရှားရပြန်နော်မိဘနားလေအောင်တည်တည်ချာချာကိုရှင်းပြပေးတာဒီလိုတာသမီကောင်းနေနဲ့စုံရတဲ့မိဘကနော်တော်တော်ကြီးကိုစိတ်ချမ်းသာဖို့ကောင်းမယ်ဗျာကြည့်နေကျွန်တော်တငယ်ချင်းနေလဲเนาะဒီနေ့ဒီဗီဒီယိုလေးတွေကနေပြီးတော့သင်ခန်းစာတစ်ခုခုရကြလိမ့်မယ်လို့ထင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာเนาะနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့တွေပြန်လဲဆုံတွေ့ကြပါအောင်မယ်ဗျာเนาะ